မတ်လ28ရက်နေ့ကမန္တလေးမြို့နီကိုဗဟိုပြုလုပ်ခတ်ခဲ့တဲ့9.9ရီစတာစကေးအင်အားပြင်းငလင်ကြောင့်မန္တလေးတိုင်းစင့်ကိုင်မြို့တွင်ကကြေးရွာတွေမှာငလင်ကြောင့်ဗလီတွေခုနှစ်လုံးထပ်မနေပြိုကျပျက်စီးခဲ့ပြီးဘုံကြီးเจ้าနေတဲ့လူနေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်စင်ကိုင်မှာရက်ဖက်ကူညီကယ်ဆယ်ရေးအဖွဲ့တွေလာရောက်မှုနေပါပြီးရက်ရွာတွေကပြည်သူတွေကိုထူကိုထကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေရပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့စင်ကိုင်ဒေသခံတယောက်ကို DBB သတင်းတောက်ဆွဲတိကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ ဟုတ်ကဲ့အခုရေမင်္ဂလာပါကျွန်တော် TVB ရပါအခုလိုစင်ခိုင်မြို့မှာငလင်းချောင်းတူထိခိုက်ပြေဆုံးထဏ်ရာရနဲ့အဆောက်အုံတွေပြစီဆုံးရှုံးသွားတဲ့အခြေအနေကိုသိချင်ပါတယ်ဗျာကျွန်တော်တို့စင်ခိုင်မြို့နယ်မှာတော့ဖဏမှုရှိမယ်ဟင်းမှုရှိမယ်ပေါ့နော်တပတ်ဆွဲရှိမယ်ပေါ့ဆက်ပြေပြင်ရွာလေးအကုန်လုံးမှာရှိရပလီတွေအားလုံးကတော့ပြစီဆုံးဆုံးသွားတာပဲကျွန်တော်တို့ခံလို့အနေနဲ့ကတော့လူ၃လုံးဆုံးသွားတယ်ပေါ့ဗျာပြေခံတန်းရလူကတော့၃ဦးရှိရပေါ့တအုပ်ကတော့ရန်ကုန်စေးုံပို့လိုက်တယ်ကျွန်တော်တို့စီမာကများတယ်ပလီတိုင်းမှာကဟိုမှာကျွန်တော်တို့ တပတ်ဆွဲလို့ဆိုရင်73လောက်လောက်တို့စရရမှာတိတိကျကျွန်တော်လည်းကိုအပူနဲ့ကိုတော့ကနေဆိုတော့ဘလို့မသိရဘူးပေါ့တချင်ကတင်နေတာကိုဒီပလီတိုင်းမှာတော့ဒီဆုံးမှုတော့ရှိတယ်တော်စီမှာကျွန်တော်တို့ကတော့4ယောက်ပေါ့အဲကျွန်တော်တို့မြို့နယ်ကကိကိုက်နေတယ်50ဝကြော်မယ်ထင်တယ်50ကျွန်တော်ဖလံမိုးလက်တည်တယ်50ကျော်လောက်တော့ရှိမယ်မှန်ကြီးရဟုတ်ကဲ့ကိုကဲစေးအချင်းရောဘလို့ရှိလဲကိုအရက်ဖက်အခွက်တွေလာကုညီသေးတာရှိလားဘလို့အခက်ခဲလိုအပ်ချက်တွေရှိနေလဲဗျ ကျွန်တော်ကဒီအများပိုင်းကဒီဖရာဝိပုဆောင်နဲ့ပါလေပလီဝိပုဆောင်နဲ့မှာပဲဖြည်းဖြည်းချင်းပဲကုညီကယ်ဆယ်ရေးကျွန်တော်အားလုံးရက်ကွက်ပါပဲဝိုင်းလုံးတဲ့အနေထားတော့ကျွန်တော်ရှိတာပေါ့ကျွန်တော်တို့ကတော့ထွေထူးတော့ဟိုကျွန်တော်တို့ရွာဆိုတော့ဟိုကိုနီးကိုဟန်နဲ့ပဲတက်နိုင်တဲ့ဘက်ကနေပြီးတော့လောက်ကြတာပဲရှိတာပေါ့ဖေးဥထက်ကနေအဲ့နေရာဟိုမဖွင့်ထားတဲ့ပုံမှာတော့နည်းနည်းလေးတော့ခက်ခဲတော့ရှိတာပေါ့ကိုယ်ဒီမှာပဲကိုကုနေတဲ့အတိုင်းသာဖြစ်သွားတာပေါ့အဲဘိုင်းဆိုင်တွေပြိုကြတော့သူတို့ခိုင်းမိသွားတော့ပဲဆုံးသွားတော့အဲ့နဲ့တော့ဖုံးသွားတာပေါ့အဲ့ဒါကိုကျွန်တော်တို့လူအင်းအုံးမျိုးကိုယ့်ကိုဝိုင်းဖယ်ရပြီးတော့အဲ့လို တို့ရတာပဲရှိကျွန်တော်တို့စိတ်ငယ်ညွန့်နယ်မှာတော့လက်ရှိတိုင်းတန်းကတော့ဟိုကုန်ကြီးကယ်ဆယ်ရေးကတော့တိတ်မလာဘူးမလာဘူးဆိုပေမဲ့အတိနဲ့လာတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့ကျွန်တော်လူငယ်လေးတွေလည်းခုနလိုင်းပေါ်တင်ပြီးတော့ဟိုလူတွေတိသွားအောင်ပေါ့ကယ်ဆယ်ရေးဖွဲ့ကုန်ကြီးရေးဖွဲ့တွေပေါ့ကယ်ဆယ်ရေးဖွဲ့ကတော့တိတ်မလို့ကကုန်ကြီးရေးဖွဲ့ပဲလိုတာပေါ့ပြန်လေထူထောင်ရေးလို့တည်ဆုံသွားတဲ့မိသားစုတို့ကစောင်းနေရေးပေါ့စသည်အဲ့လိုခက်ခဲလေးကတော့ရှိကြတာပေါ့သူတို့ကမုတ်ဆုမလေးဖြစ်သွားငယ်ရွယ်နဲ့ကလေးလေးတွေပါတယ်တူတူတူနဲ့ရှိရပါမလား လက်ရှိကျွန်တော်တို့ဘာတွေမှာတော့အဲ့လိုကဲကူကူညီရေးတွေနဲ့နဲတယ်ပေါ့ဟိုလူတီနဲတယ်လို့ပဲကျွန်တော်တို့ယူဆရတယ်ပေါ့အဲဒါကြောင့်မို့ကျွန်တော်တို့လူငယ်လေးတွေကိုဒီဟာလေးတွေကိုမီဒီယာပုံစံမျိုးပေါ့ TikTok တော့ပေါ့ခေစားရတယ်ပြီးတော့အတင်ဖို့တော့လည်းတည်းလေးတို့ကကူညီတောင်းထားတယ်ပေါ့ဒီပျော်ချပျက်စီးသွားတဲ့ဗလီအရေးတက်ကောဘလောက်ရှိလဲအဲပြီးတော့ဒီအခုလိုမျိုးဘာသာရေးအဆောက်အအုံတွေပျက်စီးသွားတဲ့အတွက်အခုဘုရားဝတ်ပြတာရောဘယ်လိုမျိုးလုပ်ဆောင်နေရလဲကြာ အဲကျွန်တော်တို့ဒီရွာလေးမှာတော့ဒီရွာတစ်လုံးပဲရှိကြတာဗျာဘယ်ဘယ်ဆွဲပဲနှလုံးရှိတာပေါ့ရှိရပလီတွေအားလုံးကပျက်စီးသွားတာပဲကျွန်တော်တို့မြို့နယ်မှာဆိုရင်အဲခုနှစ်လုံးရှိရင်ခုနှစ်လုံးပျက်စီးသွားတယ်ပေါ့ဘယ်ဘလူးမားကိုမကောင်းတော့ဖတ်လို့မရတော့ကျွန်တော်တို့ကွင်းမြေထဲမှာဖက်ပြီးဝေးပြူနေရတာပေါ့အဲအဲ့ဒီမှာကျွန်တော်တို့ဒီလွတ်တဲ့နေရာကွင်းမြေမှာထွက်ပြီးပေါ့ကျွန်တော်အောက်မှာမိုးကလေးခင်းပြီးတော့အဲ့လိုဖားတာပဲအဲ့လိုဝေးပြူရတာပေါ့အခုဒီနေ့လည်းအဲ့လိုဝေးပြူခဲ့တာပဲပေါ့တောက်ကြနေဆိုပါလေဟုတ်ဆင်းနိုင်မှာလက်ရှိကြုံနေရတဲ့အထူးအခက်အခဲတွေနဲ့တခြားအထူးအခက်ပျက်စီးရတဲ့အခြေအနေတွေလည်းသိချင်ပါတယ်ပေါ့အဲချို့ လုပ်ငန်းကံကမရှိတော့နည်းနည်းသူစားဝင်နေတွေမပြေလည်တာတို့တော့ဒီဒေထိကတန်ရလူတွေကစေဝကူတော်မှုခံယူဖို့အတွက်ငွေစိတ်တွေပဲလိုအပ်တာတော့ခက်ခက်ရှိတာပေါ့ကျွန်တော်တို့ဒီလောက်ကကျွန်တော်တို့ပုံဝင်ချိန်မှာရှိတဲ့ရွာတွေတော်တော်များများလို့အဲ့လိုပြည့်စည်ကြတာပဲကိုယ်ကြောင်းရင်းလည်းပြည့်စည်ရတာရှိတာပဲကျွန်တော်တို့ရွာဖုံးကြောင်းလည်းရှိရလေဘီလည်းရှိโอเคနောက်ဆုံးအနေနဲ့ piece ပဲပြောစင်တာရှင်ပြောပြပေးပါကိုအဲကျွန်တော်တို့ကတော့ဟိုငလေတန်းကိုခံစားဘူးတော့ဒီလိုအဆောက်အအုံတွေဝင်လာတော့လည်းကြောက်ရွံ့ဆိုးရင်ထိတ်လန့်နေကြတာပါဒါပေမဲ့ လွတ်တဲ့နေရာမှာရှိတယ်ဟိုမလွတ်တဲ့ဟာလေးတွေတော့တက်နိုင်တဲ့လောက်ကတော့လွေရသုံးပြီးတော့လွေရသုံးမဲ့ဆိုရင်အချို့ကလည်းဟိုစိတ်တွေချောက်ချားနေတဲ့အတိုင်းတိုင်းရှိရပုံမှာတက်နိုင်တဲ့လောက်တော့ဖယ်ရှားနေရတော့လုတ်ပေးရလုတ်နေရတာပေါ့အစရင်ကလည်းမရှိတော့ပုံမှာလေလက်နဲ့ပဲသွားနေရဟောကျွန်တော်တို့ကလည်းလည်းပေါ့အားလုံးအချားနေရာလူကူညီမှုတွေပံ့ပိုးမှုတွေလည်းကျွန်တော်တို့လိုချင်တာပေါ့ဒီဆုံးသွားတဲ့သူတွေအတွက်ပြည့်စုံသွားတဲ့အရာတွေပေါ့အဲ့လိုလိုချင်တာပေါ့